အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်ဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဇာတာပရိသန်သမီးအားလုံးအတွက်7ရက်ဆယ်လ2025ကနေ18ရက်ဆယ်လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ခါကာလမှာကျွန်တော်မိတ်ဆွေဇာတာပရိသန်သမီးတွေဘယ်လိုကံရရားလေးတွေကြုံတွေ့ရမလဲတဲ့အဲ့တော့ဒီတစ်ခါကာလကတော့ဇာတာပရိသန်သမီးတွေအတွက်အမရန်ကံကောင်းတဲ့ရက်တစ်ခါကာလတွေမှာပါတယ် အဲ့တော့ဟိုထီကန်ဆန်းကျင်တဲ့သူတွေရှိတတ်ကြပါတယ်ဗျာနော်အဲ့တော့ထီကန်ဆန်းကျင်သွားဆိုရင်ထုံးမဲ့ဆိုခဲ့ရင်ပေါ့နော်အဲကဏ္ဍလေးပြပါမယ်ပေါင်တယ်တရားတော်ဝတ်လို့ပြောမယ်အဲပြောတာပဲရှိတာပါပေးတာလည်းမဟုတ်ကြပါဘူးအဲ့တော့ထီထုံးမဲ့ဆိုရင်ဗာကဏ္ဍလေးတွေထိုးရမလဲပေါ့နော်အငါးအစသုံးဆုံးဆိုတဲ့ကဏ္ဍလေးတစ်ခွက်ထိုးမယ်ဒါမှမရဘူးဆိုတော့ငါးအစသုံးညဆုံးတစ်ခွက်များတစ်ခွက်လေးထပ်ထိုးပေးပါနော်အဲ့တော့ဂျာသာပရိသတ်သမီးတွေဒီတစ်ခါကလာကကံကောင်းသလားလို့ကြည့်တော့တကယ်လည်းကံကောင်းပါတယ်ဗျာနော် ်ဘာတွေကောင်းလဲဆက်ကြည့်တဲ့အခါမှာအတက်ပညာကိုအခြေပြုတဲ့သူတွေကတော်တော်လေးဖုန်းကိုအာနာကြီးမားမယ်ဆိုတဲ့အနေအထားတွေရှိတယ်။ယာရုကုန်ချိန်တွေကြီးမားတယ်ဆိုတဲ့အနေအထားတွေရှိတယ်။တချို့တွေဆိုလို့ရှိရင်ပေါ့လေဒီကရမှာတကယ်ကြီးကြီးမားမားယာရုကြီးတွေခန့်အပ်ခြင်းခံရတဲ့အနေအထားတွေရှိလို့ရှိတယ်။အဲတော်တော်လေးဝမ်းသာဖို့ကောင်းတယ်ပေါ့နော်။ဥပမာအဖြစ်ဒီလိုကရမျိုးတွေမှာအအစိုးရဝန်ထမ်းတွေဖြစ်ခဲ့မယ်ဆိုကြပါစို့ဗျာအစိုးရဝန်ထမ်းဖြစ်စေပုဂ္ဂလိကဝန်ထမ်းဖြစ်စေပေါ့ဘယ်ဝန်ထမ်းမှဖြစ်ဖြစ်ပါပဲယာရုတက်တယ်ပေါ့ယာရုတက်တဲ့ခါမှာအခြေကြီးတွေဖြစ်တတ်တယ် ရွှေလေးတစ်စုံမမျောနေမနဲ့နိုင်ငံတော်အဆင့်ရာလူကြီးတွေကိုရယူကင်ဆန်ရတာပိုင်ဆိုင်ရတဲ့အနေအထားတွေတော့ဖြစ်တယ်လို့ခေါ်တယ်။အဲဒီယိုဒနာကုမ္ပဏီဝန်ထမ်းတွေဆိုလို့ရှိရင်လည်းသူတို့နဲ့ထိုက်သိမ်းနေတော့ပေါ့နော်။ရာလူတက်တဲ့အနေအထားရှိတော့တော်တော်လေးဝမ်းသာအားရဖြစ်ကြတယ်။နောက်တစ်ခါဒီကလာမှာပညာအသစ်တွေထပ်တင်ရတာတွေသင်တန်းအသစ်တွေထပ်တက်ရတာမျိုးတွေဖြစ်တတ်တယ်။ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေစောင်းသမျှထုံထုံမပေါအောင်မြင်နိုင်မယ်။ပြီးတော့ဒီကလာမှာအဲပညာရေးနဲ့ပတ်သက်ပြီးဘွတ်ဒူဂုံဒူစုစုတွေရရှိပိုင်ဆိုင်တာမျိုးတွေဖြစ်တတ်တယ်။တချို့စာလမ်းပြည့်စုံတဲ့သူတွေပါလို့ဆိုရင်ဒီကလာကအရန်ကောင်းတာပေါ့ဗျာနော်။ တော်တော်လေးအကောင်းတဲ့ထဲမှာပါတယ်အဲ့တော့အတက်ပညာကိုအခြေပြုပြီးလုပ်တဲ့ကိစ္စမှန်သမျှတော်တော်လေးအောင်မြင်ဆောင်အောင်မြင်မယ်ဆိုတဲ့အနေအထားကြီးဖြစ်တဲ့အတွက်ဆရာတော်ဝမ်းသာတယ်ဗျာနော်အဲ့တော့ပညာရေးပိုင်းကိုဦးစားပေးပြီးလုပ်ခြင်းအဖြစ်ပညာရဲ့နောက်မှာကိုလိုချင်တဲ့ငွေကြေးစည်းတဲ့ဥစ္စာတွေအန္တရာယ်အစားကိုနောက်ကိုကပ်ပါလာမှာဖြစ်တဲ့အတွက်ကိုဘကပညာကိုပဲထပ်ပြီးဖြည့်ဆည်းကြပါလို့အကြံပေးလိုတယ်အဲဒီကလာမှာကျောင်းအစ်အဲတက်မဲ့သူတွေတက်ခတ်တက်ကိန်းရှိတယ်သင်တန်းအစ်တွေထက်တက်ရာမျိုးလေးတွေရှိတယ်ပြီးလို့ရှိရင်သူကအဲနိပညာနဲ့ပတ်သက်ပြီးလောက်ကနေတဲ့သူတွေပေါ့နော်တော်တော်လေးအားကောင်းတဲ့ထဲမှာပါတာပေါ့ အဲ့ကြာသပတေးနောက်ကိုအကြောင်းပြုပြီးကောင်းကျိုးချမ်းသာလေးတွေရရှိပိုင်ဆိုင်နိုင်မယ်။မြေပယ်ပြောင်းပွဲုံလုပ်ငန်းပွဲစားလုပ်ငန်းနော်။အဲ့ဒါမျိုးတွေအစားအရန်ကောင်းတယ်။ပညာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေအစားအရန်ကောင်းတယ်ဗျနော်။လုပ်ဖြစ်အောင်လုပ်ပါ။ပြီးတော့လေအဲ့ဘာသာရေးကိုလည်းထထထူးထူးခြားခြားလေးလောက်ဝတ်တဲ့ဂိမ်းလေးတွေရှိတယ်။တကယ်ဘာသာရေးနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာကြာသပတေးသားသမီးတွေကအဲဘယ်လိုပြောမလဲ။တချို့တကယ်ဖုံးတော်ကြီးတွေဆိုလို့ရှိရင်ဗောနော်။အဲတကယ်ရဟန်းတံဃာတော်တွေဖုံးတော်ကြီးတွေဒီလားရှိနေဆိုခဲ့ရင်နိုင်ငံတော်တွေကအချင်းမြင့်နဲ့မြောက်စားတဲ့အဲကုနာကဘွဲ့ရူဂုံတူစုစည်းတွေရရှိပိုင်ဆိုင်ပြီးတော့ တော်တော်လေးအားကောင်းတဲ့အနေအထားလေးတွေရှိတယ်။အပူဇော်တစ်ခုကိုခံထုတ်တဲ့အနေအထားလေးကိုရောက်ရှိပိုင်ဆိုင်လာမယ့်အနေအထားကြီးရှိတယ်ပေါ့နော်။ဆိုတော့အဲကော်တော်လေးအားကောင်းနေပြကျွန်တော်တို့သဘောကျတယ်ပေါ့နော်။အဲ့တော့မီရိုဘက်ကလည်းဒီတာမန်သူတွေကလည်းဘာသာရေးနဲ့ပတ်သက်ပြီးထထဲဝင်ဝင်လေးနော်။လေ့လာလိုက်စားခြင်းအားဖြင့်ပုံကူရူပုံကူပြနေတဲ့စုံစည်းရတယ်။တချို့တွေဆိုရင်တကယ်သီလသမားတွေစင်ကြယ်တဲ့ရဟန်းတံဃာတွေကိုဖူးမြော်ရတာတွေတချို့ဝိဆာလိုင်းပဲလိုက်ချင်တဲ့သူတွေဆိုလို့ရှိရင်လည်းတကယ်ဟိုအဘဘိုးအောင်ဘုံမင်းအောင်စသည်အားဖြင့်ပေါ့နော်။အဲအဲ့လိုဟာမျိုးတွေကအဆ တော့ကြာလာပြိနာနဲ့စားတဲ့ဒီဘိုးတော်တွေကပို့ပြီးတော့လာပြီးဆက်သွယ်တာမျိုးတွေဖြစ်တတ်တယ်။ဥပမာဘိုးပေါက်ဆိုင်တို့လိုဟာမျိုးတွေနော်ပြီးတော့ဘိုးဘိုးအောင်တို့လိုပေါ့နော်အဲ့ဒါမျိုးတွေကအစပြီးတော့ဘိုးတော်ပွင့်တို့လိုအဲ့ဒါတွေကအစလာပြီးတော့ဆက်သွယ်တာမျိုးတွေလာပြီးဆောက်ရှောက်တာမျိုးတွေအစဖြစ်တတ်တဲ့ဂိမ်းတွေမှာပါတော့တော်တော်လေးအားကောင်းမှုအနေထားရှိတယ်။ဝမ်းသာဖို့လည်းကောင်းတယ်။ကိုဘကတိလာတမားလေးအဲအားကောင်းတာလုပ်ပြအောင်လုပ်ပေးနော်။ထားပါတော့ဆက်သွယ်ပြီးပြောရတာများပါတယ်။ အဲ့တော့စီဝိုင်းတခုလုပ်နေတဲ့သူတွေဆိုရင်ဒီကာလမှာဆက်လို့ရှိရလုပ်ငန်းလေးတွေတော်တော်လေးအားကောင်းတယ်။တင်တာလုပ်ငန်းလေးတွေအပြိုင်ဆိုင်နေလေလံဆွဲမယ်ဆိုရင်ကိုကအောင်မယ်ဆိုတဲ့အနေအထားရှိတဲ့တို့ကဝန်တာဖို့ကောင်းတယ်။ဆောက်လို့ရလုပ်ငန်းလုပ်ကနေတဲ့သူတွေနော်ခုနကအဲကျွန်တော်ပြောတဲ့ပညာရေးနဲ့ပတ်သက်ပြီးလုပ်ကနေတဲ့သူတွေမှန်သမျှလည်းအားကောင်းတယ်။အဲ့တော့လုပ်ငန်းအတတခုလုပ်မယ်။ကိုအနေနဲ့ပအောင်ချင်မှာဆိုင်သိဖွင့်တာဆိုင်မိုးသိတာတွေဖြစ်စေကိုကိုယ်တိုင်ရဖြစ်စေကျုံကကြားတာလောက်အဆောင်ရတာလို့ဒီဖြစ်တဲ့ကိန်းရှိတယ်။ဝန်တာဖို့ကောင်းတယ်နော်အစဉ်ပြေးလိုက်မယ်။လက်ညှိုးညှိုးကရဖြစ်တဲ့ကာလလို့ပြောရမှာပေါ့။ ဒါအပြင်အလူကိစ္စမင်္ဂလာဆောင်ကိစ္စတွေမှာထထဲဝင်ဝင်ပါဝင်ဆောင်ရရတာမျိုးတွေဖြစ်တဲ့ငွေချင်းနဲ့ပတ်သက်လို့ရှိရင်လည်းဒီကလောက်မှာအဲကိုဘကကြိုးစားရင်ကြိုးစားတော့ငွေချင်းစီးပွားလက်လာပါလေတွေပွန့်နှန်းလာလိမ့်မယ်အဲပတ်စံဆုံးပြီလို့ထင်တဲ့ဟာလေးတွေပေါ့နော်ဒီကလောက်မှာပြန်ပြီးရလာတာမျိုးတွေဖြစ်တဲ့ငွေချင်းတွေကိုကခက်ခဲနေတဲ့အဆင်မပြေဘူးဆိုလို့ရှိရင်လေဟိုဘယ်လိုပြောမလဲကုညီစားချောက်မဲ့သူတွေတွေနဲ့စုံစည်းရပြီးတော့သူတို့ရဲ့ဘေးကမ်းထောက်ကမ်းမှုတွေတွေကုညီမှုတွေတွေကြောင့်ကြုံရတဲ့အခက်အခဲတွေကိုကောင်းစွာကျော်လွှားနိုင်လိမ့်မယ်အဲစီးတဲ့ဥစ္စာလေးတွေအဆင်ပြေတဲ့အခါမှာ ဆရာသမားတွေကိုကောင်းစွာကရောနိုင်တာမိဘတွေကိုပြန်ပြီးကြည့်စုထောက်ပံ့ပေးကမ်းနိုင်တဲ့အနေအထားလေးတွေဖြစ်တည်လာလိမ့်မယ်အဲ့တော့တစ်ဖက်မှာကောင်းတာလေးတွေဒါများတို့တစ်ဖက်မှာနည်းနည်းသောအညံ့လေးတွေလည်းရှိတယ်။ဘာရှိလဲလို့ကြည့်တဲ့အခါမှာဆွေမျိုးတို့ညီကိုမောင်တို့တို့တာသမီတို့အောက်လွန်ငယ်သားတို့ကောင်းကောင်းကြီးစိတ်တော်ကပေးတယ်ဗျ။နော်ပြောဆိုတာလက်ပေါက်ကတဲ့အနေအထားလေးတွေဖြစ်လိမ့်မယ်။ပြောစကားဆိုတာနားမထောင်လို့ချင်တာလေးလုပ်ကြတယ်။ဖြစ်တော့မှအရက်ကူပါလူဝဲမှာဆိုပြီးကိုယ်စီပတ်လာတယ်။ကိုကအရာဒီကိုလိုက်ပါဖြည့်ရှင်းနေငွေကုန်ကြေးကြများလာလေးနော်။အဲခက်ခဲမှုတွေတွေကြောင့်ဝါတာမျိုးမျိုးတွေအားစဖြစ်တတ်တဲ့ကိန်းတွေမှာပါတော့တော်တော်လေးတော့ဂယူဆိုင်ကလည်းပဲနော်။ ပြီးလို့ရှိရင်အဲ့ဆိုမျိုးကြီးကိုမတော်တဲ့ဖြစ်စေအဲသူတို့ကိုအကြောင်းပြုပြီးတော့ရုံရောက်ကြောက်ပြဿနာလေးတွေဖြေရှင်းရအောင်ရရတာမျိုးတွေတောင်ဖြစ်တတ်တယ်လို့ခေါ်တော့တော်တော်လေးတော့ဂရုစိုက်ပေးမှရမယ်နော်အထူးသဖြင့်ဘော့တခုသာသမီတောက်ကြသာသမီတွေကိုအကြောင်းပြုပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်တဲ့ဂိမ်းရှိတယ်အထူးအထူးသတိထားပေးနော်အဲ့တော့အဲ့ဆိုမျိုးတွေကြားထဲမှာကိုကသွားညက်နေတာမျိုးတွေဖြစ်တဲ့ game ပါတဲ့အတွက်တော်တော်လေးတော့ GU site ကမှာပေါ့ကျမ်းမိုင်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာမှာကြာသပရိသသမီးတွေအနေနဲ့မဖြစ်တဲ့လဲဆိုလို့ရှိရင် အကြောင်းနဲ့ပတ်သက်တဲ့ယောဂါတွေကအဓိကထားဖြစ်တာပေါ့ခေါင်းမူခေါင်းကခေါင်းအောင်နောက်ကြော်တွေတညာဘက်အိမ်မပြောတော့အာယုံယောနဲ့ပတ်သက်တဲ့ယောဂါတွေတွေဖြစ်တာအလုတ်ပင်မလို့ဆိုပြီးတော့အဲအကြောအချင်းနေနာကျင်ကြိုက်ခဲ့ပြီးကြက်သွားတွေနာကျင်ကြိုက်ခဲ့တဲ့အနေအထားတွေဖြစ်တဲ့တချို့အမျိုးသမီးလေးတွေဆိုလို့ရှိရင်အဲလေးဗနာလေးယောဂါလေးတွေခံစားရတာတက်ကြည်ယောဂါလေးတွေဆိုလဲလေးဗနာယောဂါလေးတွေခံစားရတာတချို့ကသွေးလေးဗနာလို့ခေါ်တဲ့ဟာမျိုးတွေတွေထူးထူးခြားခြားလေးခံစားရတာဖြစ်တဲ့ပြီးတော့ဝမ်ပြဝမ်ရှော့ပေါ့ဝက်သားတွေဘာတွေစားပြီးတဲ့နောက်ပိုင်းဝမ်ပြဝမ်ရှော့ဖြစ်တာလေးတွေဖြစ်တဲ့ကိန်းရှိတယ်အထက်လောင်အောင်ရှော့လေးတွေတိုက်ခိုက်ပုံစံလေးတွေဖြစ်တဲ့တာမျိုးလေးတွေကြုံရတဲ့တခြားသတိထားပြီးသို့တော့ခန္ဓာပြက်ကိနီဘာတွေတော့မရှိဘူး ွားလိုက်တော့တစ်ချက်သတိထားရေတန်းခီလေးအန်ဒီတစ်ချက်ရှိတယ်နော်ခီလေးစိုက်ပေးမယ်အဲ့တော့အခြေအနေအောင်နဲ့ပတ်သက်ရင်တော့ကြာတာရိသားသမီးတွေဒီကာလကအမရန်ဆန်းပွင့်နဲ့ချစ်တဲ့ခင်တဲ့သူတွေဝိုင်းဝိုင်းလဲတယ်ဆိုတဲ့ကာလပေါ့နော်အဲ့တော့ကိုဗီနာမှာပြပရုံးလေးတွေဝဲပြတ်နေမယ်လေကာလနဲ့မှပါတော့စစ်တဲ့ညရွေးချက်ပြီးတော့ယူပါကောင်းတော့ချစ်သူတွေအိမ်တော်ဘက်ကောင်းတွေပူးတော်ဘက်ကောင်းတွေနဲ့စုံစည်းရတတ်တဲ့ဂိမ်းတွေရှိတယ်ချစ်သူရှိတဲ့သူတွေဒီကာလမှာအိမ်တော်တွေပါကြမယ်ဆိုရင်အကောင်းဆုံးဖြစ်မယ်ချစ်သူရှိတဲ့သူတွေကတော့အဲအိမ်တော်ရှိတဲ့သူတွေကတော့အိမ်တော်ကြီးကိစ္စတွေမှာစုံယွင်းကြီးကောင်မလားတွေကြောင့်ကြားထဲမှာ ညက်ပြီးတော့အထင်လွဲစရာလေးတွေဖြစ်တာမျိုးလေးတွေအစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာလေးတွေကြုံရတဲ့တချို့တွေဆိုရင်လက်ရှိအဲအိမ်ဘဝနေဆင်းသွားတာလေးတွေတယောက်တစ်နေရာစီခွဲနေရတဲ့အနေအထားလေးတွေဒီရပိုင်းမှာပေါ်ပေါက်လာပါလိမ့်မယ်အဲ့တော့ဒီကလာမှာကန်ဒီယာရဲ့ထောက်ပံ့မှုလေးတွေအပြေအဝရအောင်ပေါ့နော်ကျွန်တော်ဆက်ကြည့်တယ်ကြည့်တဲ့အခါသူကတခုခုလုံးမဲ့ကင်မယ်ဆိုရင်ကြာသာပရိသတ်သမီးတွေစီမှာအကြံဉာဏ်အကူအညီယူရမယ်ကြာသာပရိနာနဲ့အဲစတဲ့သူတွေပေါ့နော်ပါပါပါမှာပါတဲ့သူတွေနဲ့ပူတဲ့တိုင်မျိုးပြီးလို့ဒါဆိုရင်ပို့ပြီးကောင်းတယ်အဲဘုတ်တခုတောက်ကြတော့စိတ်တော်ကပေးမှာပေါ့ အော်တိုဘာလာ၁၇ရက်၁၂ရက်၁၃ရက်၁၅ရက်၁၆ရက်၁၉ရက်အဲ့ရက်တွေကတော့အမရန်ကန်ကောင်းနေပြီနော်အနောက်ရက်ကိုခီးသွားတာမျိုးလေးတွေဖြစ်တဲ့ပဖဗမာနဲ့စားတဲ့မြို့တွေရွာတွေကိုခီးသွားတာမျိုးလေးတွေဖြစ်တဲ့တော်တော်လေးအားကောင်းတယ်ခီးရပြန်လာပြီးနောက်ပိုင်းကိုယ့်ရဲ့နာမည်ကိုသိခါတွေပို့ပြီးတိုးွားလာတာရှင်ရင်းကိုယ်တွေစီဝါဥစ္စာတွေပို့ပြီးတိုးွားလာတာမျိုးလေးတွေကြုံဝင်ကြုံရလိမ့်မယ်ဆက်လျက်နေနေရတော့ကန်အညံ့နေတဲ့ရှိတဲ့တစ်ချက်သတိထားပြီးသဘောထားကွဲလွဲမှုတွေတွေရင်းနှီးတဲ့သူတွေတွေနဲ့အစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးတော့ အဲတဘောရာမရိုက်စံတာလေးတွေဖြစ်ပြီးတော့အညာနေတွေရှိတဲ့ရေလန်းခီးမသွားနဲ့ဂယုစာပြီးသွားလာလို့ကြတဲ့ခါမှာအဖန်းစီအစ်စစ်စီအမြင်များခံရတဲ့ဂိမ်းတွေရှိတယ်။အဲ့တော့ကံရရဲ့ထောက်ပမှုကို ပြေဝအောင်အဝါရောင်အဆက်ရောင်အညူရောင်အပြာရောင်ခန်းရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါ။ဒါအပြင်ဇပယ်ပန်းမင်းမြို့ပန်းပိန်ပန်းကြာပန်းကဏမာပန်းတို့ကိုမိမိတို့ယုံကြည်ကိုယ်ဝတဲ့ဖျားမှာဖျားပန်းကတာပဲဖြစ်ဖြစ်နေရင်အခါနေမှာအလှပန်းထိုးတာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါ။အဲ့တော့ကျွန်တော်ရဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက် ရရားနေနဲ့ဘာလုပ်ကြမလဲတဲ့အနောက်ရက်ကိုမျက်နှာမူဝင်ပြီးလို့ရှိရင်အဲဘန္နာပင်အောက်ကိုဝင်မယ်မော့ဖတ်တို့လေးစားပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုစုဆောင်ရင်းအဖြစ်အလိုရှိရာဆန္ဒလေးတွေတလုံးတော့ပြည့်ဝသွားပါလိမ့်မယ်ကျောင်းဝတဲ့အညာလေးတွေကင်းဝအောင်ထက်ကြက်ကလေးဆက်ရက်ခဲကိုစက်ကူလေးနဲ့ထုတ်ပြီးတော့လမ်းဘေးရခွေးလေးတွေကိုပြစ်ကျွေးပြီးတော့အညာလေးတွေပြန်အောင်စုဆောင်ရင်းအဖြစ်အညာလေးတွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်ဂျာတာပရိသတ်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျယ်မှခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်